ိသမားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျင်းပနေတဲ့1 Friday 5 13ပြိုင်ပွဲမှာပြိသက်တွေစိတ်ဝင်စားခဲ့တဲ့ပွဲစဉ်တွေပါဝင်ခဲ့ပါတယ်အဲ့ဒီပွဲစဉ်ကတော့ Time Fighter မာလီ Nova Sign နဲ့ဒါ Chili Fighter မာလီ Francisca Vera တို့တွေ့ခဲ့တဲ့ပွဲစဉ်ပါပဲခင်ဗျာဒီပွဲကိုဘာဖြစ်လို့စိတ်ဝင်စားကြသလဲဆိုတော့ Time Fighter မာလီ Nova Sign ကကြတော့ရုပ်ရည်ယူပကာရအရန်ရှောမောလာပါတယ် Francisca Vera ကကြတော့သူ့ရဲ့အခုမတိုင်ခင်ပွဲမှာ Bronica ကို အနိုင်ပြခဲ့တယ်။ပြီးတော့ Veronica နဲ့ Francisca ရဲ့ပွဲစဉ်ကအဲ့ပြိုင်ပွဲရဲ့ Fight of the Night အဖြစ်လဲသတ်မှတ်ခံခဲ့ရတယ်။အချိန်ရနဲ့တိုက်စစ်ဖွင့်ပြီးတော့အားပြန်ခဲ့ကြတယ်။အစမှာ Veronica တာခဲ့ပေမဲ့နောက်ပိုင်းမှာတက်လုံကျသွားတာကြောင့် Francisca Villa ရဲ့ ground jet တွေက Veronica ကိုဒုက္ခပေးခဲ့တယ်။ပွဲပြီးတဲ့အချိန်မှာတော့ Francisca Villa ကအမှတ်ပေးတိုင်လူတွေဆုံးဖြတ်ချက်နဲ့နိုင်သွားခဲ့တယ်။ အဲ့ဘက်မှာအနိုင်ရသွားခဲ့တဲ့ Francis ကဗီရာကိုဝိုင်းရစီကိုရှက်ဖီက bonus ပေးခဲ့တယ်။ဒါပေမဲ့ထိုးအားကောင်းသလိုတကယ်အကောင်းဆုံးပွဲတစ်ပွဲအဖြစ်ရသမြောက်ပွဲတစ်ပွဲအဖြစ်ဖန်တီးပေးနိုင်ခဲ့တဲ့ Veronica ကိုလည်းဝိုင်းရစီကိုရှက်ဖီကအဲ့ဘက်အတွက် bonus ပေးခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျ။အဲ့တော့ဒီနေ့ Nova Sign နဲ့ Francis Garcia ကိုပွဲတက်ပေးလိုက်တော့ပြည်သက်တွေစိတ်ဝင်စားမှုမြင့်တက်ခဲ့တယ်။ Nova Sign ကအခုပိုင်းက ပွဲစဉ်၃ပွဲထိုးခဲ့ပြီးပြီတပွဲရှုံးနဲ့၂ပွဲနိုင်ခဲ့တယ်။နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာရှုံးထားတော့ဒီပွဲကနော်ဖာဆိုင်အနိုင်ပြန်ရမလားဆိုပြီးပြည်သက်တွေကစောင့်ကြည့်ခဲ့တယ်။ဖရန်စစ်ကာပီရာကတော့ဘရော်နီကာကိုအနိုင်ရခဲ့တဲ့အတွက်ဒီပွဲမှာနိုင်ခဲ့ရင်၂ပွဲဆက်အနိုင်ရတာဖြစ်လာမှာဖြစ်တော့အဲ့ဒါကိုလည်းပြည်သက်တွေကစိတ်ဝင်စားခဲ့တယ်ခင်ဗျ။ဒီပွဲမှာနော်ဖာဆိုင်ရဲ့အားနဲ့ချက်ထိုးနေကြပေါ့လေသူတို့အဲ့လိုပြောရမယ့်အချက်ကတော့အရက်အရန်နေတာဖြစ်တယ်ခင်ဗျအရက်က၅ပေတလက်မှာပဲရှိခဲ့တယ် ဖရန်စစ်ကပြီးတော့အရက်အပြင်ငါးပေ9လက်မလောက်ရှိခဲ့တယ်ခင်ဗျအရက်အပြင်ပြောရမယ်ဆိုရင်ဖရန်စစ်ကပြီးတာက6လက်မလောက်ပါနေခဲ့တယ်ပေါ့လေအဲ့ဒီနေထိုင်ထိုးသွားခဲ့တယ်ပြီးတော့နော်ဗာဇိုင်းအနေနဲ့ဖရန်စစ်ကပြီးရဲ့တံတောင်ရိုက်ချက်တွေကိုမကာကွယ်နိုင်ခဲ့ဘူးဖရန်စစ်ကပြီးတာကဘရိုနီကာနဲ့ပွဲတော့ကလည်းတံတောင်ရိုက်ချက်တွေနဲ့ပြိုင်ဘက်ကိုအသာစီးယူသွားခဲ့သလိုဒီပွဲမှာလည်းနော်ဗာဇိုင်းကိုတံတောင်ရိုက်ချက်တွေနဲ့ကြီးပဲဖိအားပေးသွားခဲ့တယ်အသာစီးယူသွားခဲ့တယ်အမှတ်တွေယူသွားခဲ့တယ်ခင်ဗျအဲ့တော့ တတိယပွဲကြီးရောက်တဲ့အထိအပြန်အလှန်ထိုးပြီးတော့ပေါ့လေအလဲထိုးမခံရအောင်ထိမ့်ရှုပ်သွားနိုင်တာကနော်ဖာဆိုင်းကိုချီးကျူးရမယ်အချက်ဖြစ်ပါတယ်ပွဲပြီးတဲ့အချိန်မှာတော့တယောက်ကိုတယောက်အလဲမထိုးနိုင်ခဲ့လို့မတ်ပိတန်လူကြီးရဲ့ဆုံးမချက်ကိုခံယူလိုက်ရပါတယ်အဲ့တော့မတ်ပိတန်လူကြီးအားလုံးကဖရန်စစ်ကာပီတာကိုအနိုင်ပေးလိုက်ကြပါတယ်ခင်ဗျဖရန်စစ်ကာပီတာအခုဆိုရင်နောက်ဆုံးထိုးတဲ့၄ပွဲမှာရှောက်ကိုဟင်တယောက်ကိုပဲရှုံးခဲ့တယ်၃ပွဲကိုအနိုင်ရရနေတာဖြစ်လာပြီ၂ပွဲဆက်တိုင်းအနိုင်ရလိုက်ပေါ့လေသူ့အနေနဲ့လမ်းကြောင်းမှတစ်ခုတက်စီ ြန်လဲတက်လက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်တပတ်ကနော်ဘာဆိုင်ကတော့အခုထိုးတဲ့ပွဲမှာရှုံးသွားခဲ့တဲ့အတွက်နှစ်ပွဲဆက်တိုက်ရှုံးရလိုက်ရင်ဆိုင်လိုက်ရတယ်ရှစ်လိုင်းပွဲစဉ်မှာအနိုင်ရဖို့လိုအပ်လာခဲ့ခင်ဗျအဲ့တော့အခုလိုစောင့်ကောင်းမြင့်တက်လာတဲ့ Francisca Birago Bronica နဲ့ rematch စိတ်မကြေဝဲပြန်တယ်ပေးရင်ကောင်းလိမ့်မယ်လို့ပရိသတ်တွေကလည်းတောင်းဆိုနေကြပြီဖြစ်ပါတယ် Bronica ဟာစိတ်မကြေဝဲပြန်ထိုးခွင့်ရမယ်ဆိုရင်တော့ Francisca Birago ရှုံးကြွေးပြန်ဆက်နိုင်လောက်မေးမယ်လို့ယူဆမိပါတယ် တကယ်တမ်းပွဲတယ်ပြီးလိုက်ရင်လည်းစိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေဖြစ်လာဖြစ်လို့ပြိသက်တွေရဲ့ညှော်လင့်ချက်ပြေဝလာနိုင်လိမ့်မလားဝမ်းကပြိသက်တွေရဲ့ညှော်လင့်ချက်ကိုဖြည့်ဆည်းပေးမလားဆိုတာရေကုန်ကြီးစရာကောင်းနေပါတယ်ခင်ဗျာတ िश ူအားပေးပြိသက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ